ကြားတကောင်တောခွေးတကောင်နဲ့လူတရာတခါတော့ကပုံနာဒါပေမဲ့လူတို့သူကပြောတယ်လေနော်တခါတော့ကယမနာပုံနာတယောက်ဟာတောလန်ခရီးမှာရှောက်လာရင်ကြားတကောင်ထောင်ကျောက်ထဲမှာမိနေတာတွေ့ပါတယ်အိုးသူတော်စင်ယမနာစနုပ်ကိုလှောင်ရင်ထဲကလွတ်မြောက်အောင်ဆောင်ရွက်ပေးပါလို့ ကြားကတောင်းပန်နေမဖြစ်ပါဘူးကိုကြားရေခမရအပြင်ရောက်ရင်သူ့ကိုတတ်စာမှာပေါ်လို့ပုံနာကပြန်ပြောပါတယ်ကြားကလည်းမတတ်ဖြတ်ပါဘူးလို့ကြိမ်တွဲပြီးအမခံတယ်တသက်တာလုံးဂျမနရဲ့ကျွန်းအဖြစ်ခံပြီးလှုပ်ကျွေးပါမယ်လို့လည်းဂတိပေးတယ်ဒါနဲ့ဂျမနပုံနာကကျန်းကိုလောင်အိမ်ထောင်ချောက်ကလွတ်မြောက်အောင် အကူအညီပေးလိုက်ပါတယ်။လောင်အိမ်ထဲကလွတ်ရင်လွတ်ချင်းပဲ။ကြားကဂျမနာပုံနာကိုခုံအုပ်တယ်။ဟဲငမိုက်သားနင့်ကိုငါကိုက်ဖြတ်စားတော်မှာနင်ဘာတက်နိုင်သေးလဲလို့ကြားကဟစ်အော်ကြုံသွားတယ်။ပုံနာလဲသူ့အသက်ကိုချမ်းသာပေးဖို့ကြားကိုတောင်းပန်ပါတယ်။ကြားကသူ့အစာဖြစ်တဲ့မဖြစ်တဲ့ တွေ့တဲ့သုံးဦးကိုမေးပြီးအဆုံးအဖြတ်ယူနိုင်တယ်လို့ယမနာဟုပြောတယ်။ပုံနာလဲတစ်ပင်ကိုကျန်းကကျေးဇူးကမ်းတဲ့အကြောင်းပြောပြီးတရားမျှတအောင်ဖြည့်ရှင်းပေးဖို့ပြောတယ်။တစ်ပင်ကငါလာသမျှလူတိုင်းကိုအရေးပေးပြီးအေးမြစေတယ်။ဒါပေမဲ့ကျေးဇူးကမ်းတဲ့လူသားတွေကငါညီငယ်တစ်ပင်ကိုခုန်လှဲပြီးထိလောက်တယ် မင်းလိုလူသားကကျေးဇူးတင်ခံကျင်တာအံ့ဩလာတယ်လို့တိပင်ကပြဲဖြေတယ်။ပုံနာလဲစိတ်ပြက်လက်ပြက်နဲ့ကျွဲတကောင်ဘက်မျက်နှာလှဲပြီးမင်းမြန်းတယ်။ကျွန်ုပ်ကလူသားတွေအတွက်ကျွဲလူတွေအမြဲမျက်ထုတ်ပေးနေတာပါ။ဒါပေမဲ့ကျေးဇူးမသိတဲ့လူသားတွေကကျွန်ုပ်ကိုမျက်ချောက်သာပြန်ကျွေးတယ်။တကိုးမှာတက်ပြီးမနက်ကနေညအထိရုံးခိုင်းသေးတယ်။ သင့်လိုလူသားကဂျေဇူးတရားအကြောင်းပြောတာအံ့ဩလာတယ်လို့ကျွဲကပြန်ပြောတယ်။ဒီအချိန်မှာတောခွေးတကောင်ဟာသူတို့အနီးဖြတ်လျှောက်လာတာကိုကြမ်းနဲ့ပုံနာကမြင်တယ်။ဒါကြောင့်အဖြစ်အပျက်ကိုပြန်ပြောပြပြီးဆုံးဖြတ်ပေးပါလို့ပြောကြပြန်တယ်။တောခွေးကဘာရီလာပြောနေကြတာလဲ။စကားတွေကလည်းရှုတ်လိုက်တာ။နားမလည်နိုင်အောင်ပါပဲ။ တော်ခွေရခေါင်းကိုခါပြီးပုံနာကထောက်ချောက်ထဲမှာဒီချိန်မှာကြားကလမ်းလျှောက်လာတယ်ဟုတ်သလားအဖြစ်ပြက်ကိုပြန်ပြောပြကြပါအောင်လို့ဆိုပြန်နေပုံနာကအဖြစ်အပြက်ကိုနောက်တစ်ချိန်ပြောပြပြန်တယ်ဒါပေမဲ့တော်ခွေက စိတ်ပြက်လက်ပြက်နဲ့ခေါင်းသာတွင်တွင်ရမ်းနေပါတော့တယ်ထောင်ချောက်ကကြားရဲ့ကိုထဲမှာ ဒီအချိန်မှာပုံနှားကလမ်းလျှောက်လို့လာတာဟုတ်လားမင်းပြန်ရောကျန်းကစိတ်မရှိတော့ဘူးမင်းယူနေလားငါထောင်ချောင်းလောင်ချိုင်ထဲမှာကွာပုံနှားကလမ်းလျှောက်လာတာလို့ကျန်းကပြန်ပြောတယ်အခုမှနားလည်တဲ့မိတ်ဆွေကြားကြီးရဲ့ကျုပ်ကထောင်ချောင်းထဲမှာခမည်းကလမ်းလျှောက်လို့လားတော့ဖေကပြောပြန်တယ်ကျန်းဟာတီးမခံနိုင်အောင်စိတ်တိုးနေပြီစာလဲစားလာပြီ ဒီမှာကြည့်လို့ကျန်းဟာပျော့ပျော့ဆူဆူထောင်ချောက်ထဲခုံးဝင်နေမှတ်ထားငါကဟောဒီလိုထောင်ချောက်ထဲရောက်နေတဲ့အချိန်ပုံနာကလမ်းလျှောက်လာတာရှင်းပြီလားလို့ကျန်းကပြန်မေးတယ်ဟုတ်ပါပြီဟုတ်ပါပြီပျော့ပျော့ဆူဆူတော်ခွေးကလောင်အိမ်ထောင်ချောက်တကားကိုပိတ်ချလိုက်တယ်ကျန်းလည်းလောင်အိမ်ထောင်ချောက်ထဲကထွက်လို့မရတော့ဘူးအဆုံးအဖြဲဆိုတာ အဖြစ်အပျက်ကိုအပြည့်အစုံသိပြီးမှပေးရင်အမှန်ဖြစ်တယ်လို့လူကြီးတွေကပြောကြပါတယ်။မကြီးတို့